ရစီသိန်းကိုအပိနေကြတဲ့ brother ညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်သားလိုက်ပါရစေ။ဒီပရိမာထုံးစံနိုင်မဲ့ကျွန်တော်တွေနဲ့ဒီကနေ့ညာကင်းအတွက်ချက်စီသတင်းအကြောင်းအရာလေးတွေကိုတစုစည်းတဲ့စူးစိဖော်ပြတင်ဆက်ပေးတော့မှာဖြစ်ပါရစေ။ဘလိုမျိုးသတင်းတွေ update ထပ်တက်ထားလဲဆိုတာသိချင်တော့ကျွန်တော်ရဲ့ video လေးကိုအဆုံးထိကြည့်ရှုပေးကြဖို့အတွက် တိုက်တွန်းလိုက်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ဒီကနေ့မှ Lion Dellab အနေနဲ့ Medical Checkup တွေစတင်ပြီးလှုပ်ဆောင်နေပြီဖြစ်တယ်။မကြာခင်နိုင်ပိုင်းဆိုလို့ရှိရင်တော့ဆစ်ဆစ်မှုခံယူတဲ့ result တွေကတော့ထွက်လာမှာပေါ့လေ။ဆိုတော့အဆင်ပြေဖို့မရပါဘူး။ဆိုတော့ဒီ Medical Checkup တွေပါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ paperwork တွေကိုစတင်ပြီးတော့ဒါလှုပ်ဆောင်နိုင်မယ့်အနေအထားမျိုးဖြစ်ပါတယ်။ဆိုတော့အဲကျွန်တော်တို့ကဒီကြားထဲမှာပေါ့နော် mini transfer လေးဖြန့်ပေးထားတာဖြစ်တယ်။အထူးသဖြင့်ကတော့ club walker ရှင်ပြိုင်နေကြတဲ့အနေအထားအရာပေါ့ FIFA အနေနဲ့က ဂျွန်လ10ရက်လောက်ထီးကိုမီနီထရန်စဖာလေးဖွင့်ထားပေးမှာဖြစ်တယ်ပြီးရင်တော့ပြန်ပိတ်မယ်ပြီးရင်ဒီဂျွန်16ကနေပြီးတော့စက်တင်ဘာအထိကိုဒါ loyalty transfer summer transfer window အနေနဲ့ဖွင့်မယ်ပေါ့ဗျာဆိုတော့ဒီအတွင်းမှာ Chelsea တင်းနေတယ်ဘာပဲပြောပြော Leon Delap လိုမျိုးအဟိုအများကြီးလေးလာပြီးသားကစားသမားတစ်ယောက်ကိုပြင်းပြဆန်ဆန်ခေါ်ယူလိုက်နိုင်တာကလည်းကောက်မွန်တဲ့အနေထားတစ်ယောက်လိုပဲကျွန်တော်အနေနဲ့ယူဆတာဖြစ်ပါတယ်ဆိုတော့ဒါက Leon Delap စစ်စစ်နေမှုနဲ့ပတ်သက်တာလေးပါတစ်ဖက်မှာတော့ကျွန်တော် cancel ပိုင်းနဲ့ပတ်သက်လို့ရှိရင်ဒါ Everton ရဲ့ cancel ကစားသမားအပေါ်မှာ ချက်စီတင်ရဲ့စိတ်ဝင်စားတဲ့တင်ကိုကျွန်တော်မနက်ကတင်ဆက်ပြီးဖြစ်တယ်လို့ခုဆိုလို့ရှိရင်ချက်စီတင်ကနောက်ထပ် option ပေါ့နောက်ထပ် option ဆိုပေမဲ့ဒီ option ကလည်းကျွန်တော်တို့အစောကြီးတည်းကချက်စီတင်စဉ်းစား ခဲ့တဲ့ option ဖြစ်တယ်လို့လက်ရှိမှာလည်းစဉ်းစားနေတဲ့ option တစ်ခုဖြစ်ပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ Crystal Palace ရဲ့နောက်ကစားသမားဖြစ်သူ Mascoui ဖြစ်ပါတယ်။ Mascoui ဆိုတာကတော့ကျွန်တော် Chelsea အသင်းကနေပဲရောင်းချထားတဲ့ကစားသမားဖြစ်တယ်။ဆိုတော့လက်ရှိမှာတော့ Mascoui ရဲ့ခြေစွမ်းပိုက်နဲ့ပတ်သက်ပြီးတော့ Chelsea အသင်းကသဘောကျတဲ့ interview တွေရှိတယ်။အပြီးတော့ဒီချုပ်ဆိုရတဲ့စာချုပ်တွေအရဆိုလို့ရှိရင်လေချက်စီးတင်းတာမတ်စကူယူကိုပြန်ခေါ်မယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ကြီးကတခြားတင်းတွေခေါ်ထားတဲ့စာလို့ရှိရင်တက်တာနိုင်မယ့်အနေအထားမျိုးတွေရှိတယ်လို့လည်းကျွန်တော်ကြားရတာဖြစ်တယ်ဆိုတော့မတ်စကူယူကိုနိုင်တဲ့လက်ရှိအချိန်မှာချက်စီးတင်းရဲ့စိတ်ဝင်စားမှုပေါ် ပြန်ပြီးတော့ပေါ့ response ကကောင်းနိုင်တယ်အားလုံးဒီအတိုင်းပဲဗျာကျွန်တော်ပြောနေကြသလိုပေါ့ဒါ Chelsea နဲ့နောက်လာမယ့်ရာသီမှာချန်ပီယံလိဝင်ဝင်ရထားရဆိုတော့ဒါတရက်ကအများကြီးကျွန်တော်တို့ကလောက်ဝကန်ရဟိုအဆင်ပြေသွားစေတဲ့အခြေအနေမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ Mascoo Hee နဲ့ပတ်သက်ပြီးတော့ Chelsea တင်းနေနဲ့ transfer မှာ option တစ်ခုအနေနဲ့ပေါ့ဗျာတို့ရဲ့ခံစားအတော့ အစဉ်းစားနေတဲ့အပိုင်းတွေဆက်လက်ပြီးရှိနေစေဖြစ်တယ်ရတန်းသွားတာမျိုးမရှိသေးဘူးလို့ကျွန်တော်တို့အနေနဲ့နားလည်ထားတာပဲဖြစ်ပါတယ်တပတ်မှာတော့ကျွန်တော်တိုက်စစ် option နဲ့ပတ်သက်လို့ရှိရင်လည်းချက်စီတင်ကတိုက်စစ်ကစားသမားအများစုကိုစောင့်ကြည့်နေတယ်ချက်စီတင်စောင့်ကြည့်နေကစားသမားအနည်းဆုံး9ယောက်ထပ်မနေတိုက်စစ် option တို့တိုက်စစ်မှုအနေထားမျိုးနဲ့ပတ်သက်ပြီးတော့ရှိတယ်ပေါ့နော်အဲ့ဒီထဲမှာမှအကယ်၍ option တွေတော်တော်များများဟိုစင်မပြေခဲ့ဘူးပေါ့ဗျာအဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်အဲတစ်ချိန်ကစိတ်ဝင်စားခဲ့ဘူးတဲ့ ်ဗင်ဂျမင်ဆက်ကိုပေါ့နော်ဗင်ဂျမင်ဆက်ကိုကိုချက်စီးတဲ့အနေနဲ့ဟောပေါ့ဘက်ကပ်ပလန်တစ်ခုအနေနဲ့စဉ်းစားထားတယ်လို့တတင်းကဖော်ပြလာခဲ့တာပဲဖြစ်တယ်ဆက်ကိုကအဲဒီတတင်းဖော်ပြချက်ရဆိုရင်တော့ချက်စီးတဲ့ရဲ့ top try တော့မဖြစ်နိုင်တော့ဆိုတော့ဒါပေမဲ့အဲဂျီမန်ထားတဲ့ဒီ target တွေလွဲချော်ခဲ့တာမျိုးများလာခဲ့မယ်ဆိုလို့ရှိရင်တော့ဗင်ဂျမင်ဆက်ကိုကချက်စီးတဲ့ရဲ့ second choice ဘက်ကပ်ပလန်အနေနဲ့ ရှိနေမဲ့ကစားသမားဖြစ်တယ်ပေါ့နော်ဘက်ဂျမင်ဆက်ကိုဆိုရလဲရှစ်ထရန်စပါရင်မှာတော့ဒါဖီတာဂျိုကေရက်စတိုနဲ့အပြိုင်ချက်စီတဲ့နဲ့အတန်ထွက်ခဲ့တဲ့ကစားသမားဖြစ်တယ်ဒီနေရာလေးမှာဖောက်ပြီးပြောချင်တာဂျိုကေရက်စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုပြိသက်ချုပ်ကမေးတယ်အဲကျွန်တော်ရဲ့ fishing ကျွန်တော်လေ့လာတလောက်ကျွန်တော်ဖတ်ရတလောက်သတင်းတွေအများဆိုလို့ရှိရင်လက်ရှိမှာဂျိုကေရက်စနဲ့ပတ်သက်တဲ့သတင်းကလက်လုံးငြိမ့်နေတယ်ဗျပြီးမှဝုံတိုင်းထထွက်ရင်တော့ကျွန်တော်လည်းမတတ်နိုင်ဘူးပေါ့နော်ဆိုတော့လက်လုံးမှာတော့ကျွန်တော်ဖြေနိုင်တာကအရန်တော့ဟော့ဟော့ရန်ရန်ညီထွက်ထားတဲ့သတင်းမျိုး ဂျိုကရက်စ်နဲ့ပတ်သက်ပြီးချက်စီးတဲ့ကြားမှာမရှိဘူးလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်အဲနောက်ထပ်သတင်းပုတ်ကတော့ကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်ကစားသမားနောက်ထပ်တူဖြစ်တဲ့ကာနာချိုဖြစ်ပါတယ်။ဆိုတော့အလက်ဂျန်ဒိုကာနာချိုနဲ့ပတ်သက်ပြီးတော့လေချက်စီးတင်ကပြီးခဲ့တဲ့ transferring မှာကလေးကစိတ်ဝင်စားခဲ့သလိုရောက်တော့မယ်ဆိုတဲ့အနေအထားမျိုးတစ်ခုပေါ့နော်။ရောက်လူနီနီဆိုတဲ့အခြေအနေမျိုးထီကို အခြေအနေတွေကောင်းမွန်ခဲ့တာရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာ United အနေနဲ့နိပြအပြောင်းလဲဖြစ်ပြီးတဲ့နောက်အီမိုရီကိုရိုင်းကဂါနာချိုကို chess ပေးခြင်းနဲ့ဘာညာဆိုတဲ့အနေထားမှာ Chelsea အသင်းနဲ့တည်င်းတွေကပြန်လဲပြီးတော့ဝေးကွာခဲ့တာဖြစ်တယ်သို့တော့အခုနောက်ဆုံးတက်တဲ့တည်င်းတွေအရဆိုလို့ရှိရင်တော့ Chelsea အသင်းကဂါနာချိုကိုလည်း possible option တစ်ခုအနေနဲ့သူတို့ဆက်လက်ပြီးစောင့်ကြည့်နေဆဲဖြစ်တယ်လို့ကျွန်တော်နားလည်ထားတာပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ဂါနာချိုကလည်း Chelsea အသင်းရဲ့ radar ထဲမှာဆက်လက်ရှိနေဆဲဖြစ်တယ်လို့ ောက်ချက်ချနိုင်မှာကြောင့်ဒီဇိုင်းနဲ့ကျွန်တော်ရဲ့ဒီကနေ့ညနေခင်းဂျက်စီသတင်းတိုတင်ဆက်မှုလေးကိုလောင်းနေမဲ့ဆုံးသက်ရနာခွင့်ပြုပါခင်ဗျာအဆုံးထိကြည့်ရှုအားပေးကြတဲ့ဘရာသညီကိုပရိသတ်တွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဂျက်စီသတင်းတိသက်နားဆင်ကြည့်စုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ CBTV YouTube Channel, Line Facebook Page ကို Like and Subscribe, Like and Follow ပြုလုပ်ထားနိုင်ပါတယ်ခင်ဗျာအားလုံးပဲ See you next video ပါနော်